ိုသမိုင်းကိုဖောက်ပါဘဝမှာတယောက်တည်းရုန်းကန်နေရလို့စိတ်တက်မကြပါတယောက်တည်းဆိုလဲတယောက်တည်းဖြစ်အောင်လုပ်အားမငယ်နဲ့လူတိုင်းမှာပြီးပြည့်စုံတဲ့မွေးရပါပါရမီဆိုတာဘယ်သူမှပါမလာကြဘူးဘဝဆိုတာကိုယ်တိုင်ဖန်ဆင်းရှင်ဘဝဆိုတာလင်းငယ်တဲ့စင်းနဲ့တူကိုဥရိယကိုရောက်ဖို့ကိုယ်တိုင်ပဲ့ကြိုင်နေရမယ်ဘသူ့မှာအားမကိုပါနဲ့ဝေးမရှိရင်လောကကြီးမှာနေရတာမျက်နှာမရချစ်ဆိုတာလည်းငွေရှိမှာအချစ်ရှိတာအမျိုးဆိုတာလည်းရွှေရှိမှာမျိုးတော်ကြတယ်ဒါနဲ့လောကလူတဘာဝရဲ့ဏိယကိုသမိုင်းကိုရေးပါကိုရှောင်းမယ်လည်းကိုယ်တိုင်ဖောက်ပါ လူတိုင်းကလည်းကိုယ်အဆင်ပြေရင်ကြိုဆိုမဲ့သူရှိပေမဲ့ကိုယ်အဆင်မပြေရင်ဘယ်သူမှရေးမလို့ဘဝဆိုတာလက်တွေခံစားမှုမှကိုရင်းစားရကြတာဘဝဆိုတာနှိမ့်လိုက်မြင့်လိုက်ဘုံလုံးတက်လက်မှပြန်တက်လက်အများနဲ့နှိမ့်ကြောင်နေပါဘူးအပြောင်းလဲဆိုတာအများနဲ့ရှိတဲ့ဓာတ်တွေကိုသင်္ကန်းစာဖြစ်ယူတိုင်းကျင်းနေစရာဘာပဲဖြစ်ဖြစ်လောကဇက်ကုံမှာမှာဇက်စရာအလိုကျကတဲ့အခါမှာမင်းသားနေရာတရုတ်ဆောင်ရရှိလို့တစ်ပါးတည်းလူကျန်းနေရာကိုပြန်ဆောင်ရရှိဝမ်းနဲ့မနေနဲ့စိတ်သက်ကြမယ်အခွင့်ရေးဆိုတာနှစ်ခါမလာတတ်ဘူးငေးမှိုင် တွေးပူနောင်တရမယ် တောက်ခံထားပါအာတင်းထားပါကန်စိုးခြင်းတွေပြီးရင်ကန်ကောင်းခြင်းတွေရောက်လာလိမ့်မယ်မုံတိုင်းပြီးရင်လေးပြေလာလို့မျိုးပေါ့အဓိကကတော့စိတ်တက်ခိုင်မာဖို့စိတ်တက်မကြောက်ဘဝကိုအရှုံးပေးမသွားဖို့အောင်မြင်တာရှိသလိုရှုံးနေတာလည်းရှိတယ်ပါကောင်းနိုင်သည်ဖြစ်စေရှုံးနေသည်ဖြစ်စေအဓိကကဘဝအတွက်ခံနိုင်ရင်ရှိဖို့စိတ်တက်ကိုကျိုးပြည့်ရင်းရင်သွားဖို့ကအရေးကြီးတာပါ